ဒရိုက်ဂျာဝိုင်းရဲ့တင်ပြမှုတွေကြောင့်သိတော့မလို့တောင်ထင်ခဲ့ဘူးတဲ့ဆိုတဲ့အလင်းရောင်မင်္ဂလာပါပရိသတ်တွေ Wanted Channel ကနေကြိုဆိုလိုက်ပါတယ်။မင်းသားချော်လေးရောင်ကတော့သဘောမနှောကောင်းသလိုတကြည်ခံရတဲ့ရုပ်ရည်လေးကြောင့်ပရိသတ်အသက်ဆွေးမင်းသားတက်လက်ဖြစ်သူပါ။အပြစ်မိုင်းပုံစံကြည့်လိုက်ရင်ခမိုင်မိုက်ခလန်းလန်းလေးနဲ့မနာကြည့်လို့တက်ထင်ရပေမဲ့ပရိသတ်တွေနဲ့တသားတည်းရှိတဲ့သူ့ရဲ့ပုံစံကြောင့်အပိသူပရိသတ်များခဲ့ရတာဖြစ်ပါတယ်။ရုပ်ရှိရေရှံနာမည်ကြီးမနှတ်တလဖြစ်ပေမဲ့တိုင်းတိပြည်တိအသေးကိုရင်းနဲ့ပေါ်တော်တော်တွေပြောတာကနေပြိသက်အချစ်ကိုပို့ပြီးတော့ရခဲ့သူလေးဖြစ်ပါတယ်။ အလေးအောင်ကလူကြိုက်များတဲ့မျက်နှာတက်လက်ဖြစ်ပေမယ့်အနုပညာပိုင်းမှာတော့ကြိုးစားနေရဆဲပါရှင်။စကားတွေရိုက်ခွင့်ရဖို့စကားကောင်းတွေမှာပေါဝင်ခွင့်ရဖို့ကြိုးစားနေရသူတယောက်လည်းဖြစ်ပါတယ်။သူ့ရဲ့ပုံမှန်သဏ္ဍာန်ကြောင့်လူကြိုက်များနေပေမယ့်သူ့ရဲ့အနုပညာကိုချပြနိုင်ဖို့အကောင်းဆုံးတွေလုပ်ပြနိုင်ဖို့ကတော့အနုပညာသမားတွေရဲ့ယုံကြည်မှုလည်းလိုပါတယ်။အလင်းအောင်ကတော့အရေးစွန်ပြီးစူးစမ်းခဲ့တဲ့လောက်ရကြောင်းသိမကြခင်ပါပဲသူ့ရဲ့စကားတကယုံတင်တော့မှဖြစ်ပါတယ်အဲ့ဒီစကားမှာတော့သူ့ရဲ့စူးစမ်းမှုတွေပိစက်မှုတွေကအများကြီးပါပဲရှင် စကားတကအောင်မြင်မှုပိဆက်မှုတွေလို့ပြောလိုက်ရင်ပြစ်သက်တွေဝေဖန်နိုင်ပေမယ့်သူ့အတွက်ကတော့အခက်အခဲတွေအများကြီးနေပါ။တခြားနာမည်ကြီးမင်းသားတယောက်နဲ့ရိုက်ဖို့ရထားတဲ့စကားတကဖြစ်တဲ့ဂန်ဂေါနီဆိုတဲ့စကားမှာသူ့အနေနဲ့မင်းသားတယောက်အနေနဲ့ပအဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။နာမည်ကြီးမင်းသားတယောက်နဲ့ရိုက်ဖို့ရထားပေမယ့်ရိုက်တာဝိုင်းကသူ့ကိုအခွင့်ရေးပေးပြီးခွင့်ရိုက်ခဲ့တာကြောင့်သူ့အနေနဲ့လောက်ွက်ရခဲ့တာဖြစ်ပါတယ်။အနုပညာပိုင်းမှာလိုအပ်ချက်ရှိပေမဲ့ဖြစ်နိုင်တဲ့အနုပညာရှင်တွေကိုဒရိုက်တာဝိုင်းကခေါ်သုံးတက်သူတယောက်ပါ လူတွေအမြင်မှာဒီမင်းသားကလုံနိုင်မှာမဟုတ်ဘူးဆိုပြီးတွေးနေပြီမဲ့သူ့ရဲ့မြင်မှာတလန့်ရှိတယ်ပြပြင်လို့ရမယ်ထင်တဲ့လူကိုလက်တွဲခေါ်ယူခဲ့တာဖြစ်ပါတယ်။အလင်းရောင်ကတော့ Writer Wine ရဲ့ယုံယုံကြည်ကြည်ကမ်းလှမ်းမှုကြောင့်ရုပ်ရှင်စကားကြီးမှာပါဝင်ခွင့်ရတယ်လို့ Writer Wine ပေးတဲ့သင်ခန်းစာရီတင်ပြမှုတွေကြောင့်သိတော့မယ်ဆိုပြီးတွေးတော့ခဲ့ဘူးတဲ့အချီပါပဲရှင်။ရိုက်တာဝိုင်းကနာမည်ကြီးရိုက်တာတယောက်ဖြစ်တယ်လို့သူနဲ့ရိုက်ပြီးအကယ်ဒမီရခဲ့တဲ့သူတွေကလည်းအများကြီးရှိခဲ့ဘူးတာဖြစ်ပါတယ် စုဘူးတက်ပေမဲ့တကယ်တင်ပြပေးတဲ့ driver ဝမ်းရဲ့တင်ပြမှုတွေကြောင့်အလေးအရောင်ကအရန်စူးစမ်းခဲ့ရတာဖြစ်ပါတယ်။အလေးအရောင်ကကန်ကောင်ဒီစကားကြီးထဲမှာတကယ်အစ်အမန်းကိုချပြဖို့စူးစမ်းခဲ့ရတာပါ။ကန်ကောင်ဘေးမောကခုံချတဲ့အခန်းတွေရေတွေနဲ့ပြုတ်ကျတဲ့အခန်းတွေဆိုရင်ကင်မရာလက်ကွက်တင်တာမဟုတ်ဘဲတကယ်လုခရရတာဖြစ်ပါတယ်။လူတရဆာလောက်ရှိတဲ့တဲ့ပင်မောကနေလေတကယ်ခုံချခဲ့ရတယ်လို့မျက်နှာနဲ့ကြက်ရမယ်ဆိုတာမို့မနေ့ကြိုးစမ်းရတဲ့ထီပါပဲ။ ရိုက်တာကမျက်နာနဲ့ကြုတ်ကြလာလူချင်းပေမဲ့အလေးအောင်ကခေါင်းဆောင်ဆောင်သွားတာမို့အဲ့ဒီဇဝင်ခန့်ကိုဆိုရင်၄-၅ကာလောက်ပြန်ရိုက်ခဲ့ရတာဖြစ်ပါတယ်။ အလင်းရောင်ကတော့သူ့ရဲ့ဇကြိုးသွားမလားဆိုတဲ့စိတ်နဲ့ခေါင်းကိုလှည့်သွားခဲ့ပေမယ့်တင်းတေပါစီတော့ဆိုတဲ့စိတ်ထဲနဲ့အကောင်းဆုံးကြိုးစားခဲ့တာဖြစ်ပါတယ်။တပြင်းပေါ်ကနေတကယ်ပြုတ်ချခဲ့ရသလိုရေတွေနဲ့ပြုတ်ချတဲ့အခန်းဆိုရင်တကယ်ခုံချပြီးတော့တယောက်ဆောင်ခဲ့ရတာပါ။ဒရိုက်တာဝိုင်းကအစ်စ်မန်နေပဲလှုပ်ချင်တဲ့ဒရိုက်တာတယောက်ဆိုတာကိုသူ့အနေနဲ့သိခဲ့တာမို့ရေတွင်းထဲမှာငုံမရှိအောင်သာရှင်းခိုင်းခဲ့ပြီးခုံချခဲ့တာဖြစ်ပါတယ်။အလင်းရောင်ကတော့အသက်တည်ခြင်းတေပါစေဆိုတဲ့စိတ်နဲ့အနုပညာလောကမှာနေရာတနေရာရအောင်ကြိုးစားပြီးတော့လုပ်ကင်ခဲ့တာဖြစ်ပါတယ်။ အလင်းရောင်ကနာမည်ကြီးဒရိုက်တာရဲ့လမ်းညွှန်မှုကိုတသွေမတိန်လိုက်နာပြီးအကယ်ဒမီဆုရမျက်နှာဖြစ်နိုင်မှုကြိုးစားခဲ့တာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒီနေ့တော့ဒီလောက်နဲ့ပဲရနာလေးပြန်စီ။အခုလိုစေဝန်စားဖွဲ့အကြောင်းအရာတွေကိုနေ့စဉ်တက်ဆက်ပေးနေမှာဖြစ်လို့ကျမတို့ Wonderly Channel လေးကိုလည်းအားပေးကြပါအောင်နော်။အစုံနှစ်ကြည့်ပေးတဲ့ပရိသတ်တရားစင်စီတိုင်းကိုကျေးဇူးများစီတင်ပါတယ်ရှင်။